สวัสดีทุกคนครับ วันนี้เราจะเรียนบทเรียนต่อไป ในหัวข้อ การใช้คำว่า ถูกใจ ถูกใจบทเรียนครับ ทุกคนมาเรียนด้วยกันนะครับ อารมณ์ไม่เป็นไรบ้าที่นี้จะนรุสเลปีลีลาเมติงานสายกางเสีงกาถูกใจพี่ป่าเ่ยถูกใจสุรากาตะคู่คู่ใจเด็กขามาแต่บอกใจเด็กขาตามะมโห ကိုယ်စိတ်နဲ့ကိုက်ညီတဲ့အရာကိုဖော်ပြတဲ့အခါမှာတုံးတဲ့စကလုံးအတုံးနှုံမျိုးပေါ့နော်ထူကြိုင်ဖြစ်ပါတယ်အားလုံးပဲတူတူလေ့လာကြည့်ကြရအောင်မနေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုလို့ရှိရင်ခမ်ခွတ်ကလမိတ်ထဲလားထဲလားဆိုပြီးတော့မေးထားတဲ့မေးခွန်းမှာဖြေဆိုထားသူတွေမှန်တယ်ပေါ့နော်သူကခမ်ခွတ်ကလမိတ်ထဲဖြစ်ပါတယ်မိုက်ထဲဆိုတာကစကလုံးနှလုံးပေါင်းထားပြီးမယ်လို့သူရဲ့ အတန်ကိုတတန်နဲ့ပဲထွက်ရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်စရေကြောစစ်ပြီးတယ်လို့ပြောတာဖြစ်ပါတယ်စစ်သူကစရနှလုံးပေါင်းထားပြီးမယ်ရှီယာစောဆူရရဲ့အတန်ထွက်ကိုပဲယူရမှာဖြစ်ပါတယ်စစ်လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီဒီနေ့တော့ကျွန်တော်တို့ထူကြိုင် စိတ်တိုင်းကြတဲ့သင်ခန်းစာကိုဆက်လက်လေ့လာကြမယ်။ဒီအရာသာကငါ့ကိုစိတ်တိုင်းကြစေတယ်။ဒီနေရာမှာထူကြိုင်ဆိုတာကတော့လွယ်ကူတယ်မှတ်သားလွယ်တယ်ပေါ့နော်။အဲ့တော့ထူကြိုင်တကယ်လို့စိတ်တိုင်းမကြဘူးဆိုရင်မိုက်ထူကြိုင်ရှေ့မှာမိုက်ဆိုပြီးတော့ထဲလိုက်ရုံပဲမိုက်ထူကြိုင်စိတ်တိုင်းမကြဘူး။ဟုတ်ပြီအရင်ဦးဆုံးကျွန်တော်တို့ဒီလေ့လာမယ်။ရချနီထူကြိုင်ချမ်းမာ ရတ်ချာနီဒီအရသာကရတ်ချာအရသာနီဒီဥစ္စာရတ်ချာနီဒီအရသာကထုကြိုင်စိတ်ကျင်နေစေတယ်စိတ်တိုင်းကြစေတယ်ဘလူကိုစိတ်တိုင်းကြစေတာလဲခြံဆိုတဲ့ငါးကိုစိတ်တိုင်းကြတာဘလူကြတာလဲအများကြီးမောအားကောမအများကြီးရတယ်ခြံမငါးကိုစိတ်တိုင်းအများကြီးကြစေတယ်เนาะစိတ်တိုင်းအရန်ကြတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရေးကြည့်မယ်မရေးခင်ကျွန်တော်တို့ဒီရတ်ချာရဲ့ စကုတ်အတက်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်မယ်။ရာအိုဒေါ်ရတ်ချာအာဒေါ်ချာနှလုံးစလုံးအတန်ကိုနှိမ်ချရမယ်။ရတ်ချာရတ်အတန်နှိမ်နေချာအတန်နှိမ်ချတယ်ရတ်ချာလတ်ချပါနော်တကယ်လို့ရတ်အတန်ကိုမထွက်နိုင်လို့ရှိရင်လတ်ချအရသာလို့ပြောတာဖြစ်ပါတယ်ဒီနေရာမှာရေးထားရင်နော်ဒီမှာတကယ်တကယ်သူ့ကိုရေးမယ်ဆိုလို့ရှိရင်နော် รออุสรสชออาตเตาสระอิชาติรสชาติญาตา นออินีไมทูนีรสชาตินี้ถูกใจถออุกอถูกจอไอใจถูกใจ ถูกสุราแมเนใจสุราเสิถูกใจสุราสิแมเนสิแดงใจเนาะฉันชออะ นอฉันมออากอมากฉันมากรสชาตินี้ถูกใจฉันมากဒီအရာတာကငါ့ကိုစိတ်ကျေနပ်စေတယ်လို့ပြောတာဖြစ်ပါတယ်စိတ်အများကြီးစိတ်တိုင်းကြစေတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့နေအလုံးလုံးတဲ့ပုံစံကခေါင်းဆောင်ကိုစိတ်တိုင်းကြစေတယ်ဒါမှမဟုတ်လို့ရှိရင်နေအလုံးလုံးနေတာကိုခေါင်းဆောင်ကအယမ်းပဲစိတ်ကျေနပ်တယ်ပေါ့နော်အဲ့လိုမျိုးပြောခြင်းနဲ့အဲ့လိုပြောထားတဲ့စကားလေးဆိုလို့ရှိရင် การทำงานของเธอถูกใจหัวหน้า การทำงานของเธอถูกใจหัวหน้าเอที่นี่มาอธิกสกลงนี่ชื่อมาการสวยสกลงนี่ป่าเลยตูก็บาบอกว่าเลยဆိုရှင်နောက်มาทำงานဆိုလို့ရှင်ဒါအလုပ်လုပ်တာအလုပ်လုပ်တာကိုပြောတာဒါလူတိုင်းလူလူသိရဲ့การပါလာလာဘယ်လိုမျိုးကြောင့်ပြောမယ်ဆိုရင်ကျွန်တော်တို့လွယ်လွယ်ကူကူပြောမယ်ဆိုရင်การပါလာရင်အလုပ်လုပ်ခြင်းပေါ့เนาะအလုပ်လုပ်ခြင်း အလုံးလုံးချင်းကဒါမှမဟုတ်လို့ရှိရင်သူ့ကိုဘယ်လိုပြောလဲဆိုရင်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်မှုကိုအခြေအနေကိုသုံးတဲ့အခါတုံးတယ်ပေါ့နော်ကံထမ်ငန်လို့ခေါ်တယ်ကံထမ်ငန်အလုံးလုံးချင်းဒီနေရာမှာထမ်ငန်ခေါင်ထူထူကြံဝနဆိုတာအလုံးလုံးတာကဝနကိုစိတ်တိုင်းကြစီရယ်လို့ပြောတာထက်ကံထမ်ငန်ခေါင်ထူထူကြံဝနအလုံးလုံးနေ့အလုံးလုံးတဲ့ပုံစံကဝနကိုခေါင်းဆောင်ကိုစိတ်တိုင်းကြစီရယ်လို့ပြောရင်ပိုးပြီးတော့ပြည့်စုံတယ်ပေါ့နော် ဟုတ်ပြီအอจတนอ့ကျွန်တော်တို့กေးကြည့်ทယ်ันทำာရောကနงထောအန်านกန်ထမ်ငาน ของ ขอองงอของเธอทอเอเธอ ถูกใจทออูกอถูกจอไอใจถูกใจ หัวหน้า หอ โอวาหัวหอนออาหนาไมโทหน้าหัวหน้าก้าวสาวการทำงานของเธอถูกใจหัวหน้าနေရဲ့အလုပ်လုပ်ဆောင်တဲ့ပုံစံကခေါင်းဆောင်ကိုစိတ်တိုင်းကြစေတယ်ခေါင်းဆောင်သဘောကျတယ်ပေါ့နော်အဲ့လိုပြောတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာရဲ့နောက်ဆုံးပိုင်းမှာထုံးစံတိုင်းမေးကိုတစ်မျိုးမေးမယ်ပေါ့နော်ဒီထဲထဲမှာဒီ ဒီဝါကြလေးထဲမှာပေါ့နော်မထရာတူဝါစကော့မဲကွန်မဲကွန်အတန်ကိုနားထောင်ပေါ့နော်မဲကွန်ဆိုတာကဒီလိုအတက်ပေါ့နော်ဆိုပြီးတော့တက်ထားတဲ့စကလုံးဘယ်နှလုံးပါလဲပေါ့နော်အဲ့ဒါကိုမေးချင်တာဖြစ်ပါတယ်အားလုံးပဲဖြေဆိုနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ